ရှင်မင်းနဲ့ဒီအဝင်ပတ်သက်ဆက်ဆက်ဖို့တဲ့နုပညာမင်းသမီးလေးဦးကေပရိသတ်ကြီးတို့ဤနုပညာတာဝိုင်းဆိုတာကတော့ရီးစားထားရင်တောင်မှပေါ်တင်တွဲချတာမျိုးမဟုတ်ပဲအချင်းချင်းမှာသာတိတာတိစေမြင်စင်းနေဆိုသလိုမျိုးတိုးတိတိတွဲခဲ့ကြတာပဲဖြစ်ပါတယ်ဒီထဲမှာမှမင်းသားမင်းသမီးတွေတက်ဖို့ရှုပ်ဝေတဲ့သူရှင်မင်းတယောက်ဒေါက်တာမာလေးနဲ့မင်္ဂလာဆောင်ပြီးနောက်ပိုင်းဝက်ဖေးတွေနောက်ကျောင်းတွေကိုတရားဝင်ဖော်ထုတ်ခင်ရပြီပဲဖြစ်ပါတယ်ရှင်မင်းအနေနဲ့ကတော့ဘလုံးကားကြီးဖြတ်သွားရင်တောင်မှအကုန်သဘောကျတယ်ဆိုတဲ့အတိုင်း တကယ်တည်းကျဲမင်းသမီးတွေကလည်းသူ့လက်ကနေလုံးဝပြေးမလို့ခဲ့ပါဘူးပထမဆုံးကတော့အေးဝီတောင်းပြစ်ပြီးတော့အေးဝီတောင်းနဲ့မတွေးရင်ကာလာအတွဲမှလည်းအတော်လေးကုန်မှာပွေရှုပ်ခဲ့တဲ့ဇလန်းတွေရှိခဲ့တယ်လို့ဆိုရမှာပါဒီလိုမျိုးဇလန်းတွေပြီးသွားတဲ့အခါမှာတော့မင်းသမီးအေးမြတ်သူချူလေးနဲ့တန်တာမိုးတိန်တို့နဲ့တွေ့ခဲ့ကြတာဖြစ်ပြီးဒီမင်းသမီးတွေကမှတန်တာမိုးတိန်ကတော့ရွှေမင်းရဲ့တန်ကိုတော်လေးခံခဲ့ရသူတယောက်ပဲဖြစ်ပါတယ်ခဏခဏပေါက်ပြန်တာတွေသူနာလာကတ်တာတွေကိုမြင်ပေမဲ့လည်းတန်တာမိုးတိန်နေနဲ့ကတော့အနားရောက်တာနဲ့ချူတဲ့လုံးနဲ့ရွှေမင်းကိုကြည့်ပြီးတော့သား လေးနှစ်တာကာလလုံးတည်ခံခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လေလူမဲ့နေရာမဲ့ဖြစ်သွားခဲ့ပြီဖြစ်တယ်လို့ရှေမန်းအင်းနဲ့လည်းအိမ်အောင်ပြုတ်သွားခဲ့ပြီဆိုတော့တကယ်ပဲချိန်ချိန်သွားခဲ့ပြီလားဆိုတာမေးစရာဖြစ်ခဲ့ပါပဲရှင်။